ဧပြီလ၃ရက်နေ့တွင်နေပြည်တော်စမူသီရီမြို့နယ်တိုင်မတ်3369မှာအသက်63နှစ်ခန့်အမျိုးသမီးတို့အားအသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့တာကြောင့်မြန်မာနိုင်ငံမိသက်တဖွဲ့ဌာနချုပ်ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်များနှင့်ရန်ကုန်တိုင်းဒေသကြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနက်9:15မိနစ်ခန့်တွင်အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးကတင်တော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။